ဘိန်းတဝဲပြည်တော်စုကားလမ်းမကြီးဟာတိုက်ပွဲကြောင့်ပိတ်ဆို့နေပြီးသွားလာမရဖြစ်နေရလို့တတင်းရရှိပါရယ်။တနင်္သာရီတိုင်းဒေသကြီးဘိန်းမြို့ကနေတဝဲမြို့ကိုဆက်သွယ်ထားတဲ့ပြည်တော်စုလမ်းမကြီးအစိတ်အပိုင်းကနေတရချောင်းမြို့နယ်မင်းတပ်ရွာအနီးတိုက်ပွဲကြောင့်လမ်းခရီးပိတ်ဆို့နေရလို့သိရပါရယ်။တဝဲခရိုင်တရချောင်းမြို့နယ်မင်းတပ်ရွာဝင်းဝတရာအနီးမှာတိုက်ပွဲတွေဖြစ်နေတာ၃ရက်ခန့်ရှိပြီဖြစ်ကြောင်းဘိန်းရန်ကုန်ခရီးတဲတင်ကားလိုင်းတွေကုန်ကားတွေလည်းပိတ်မိနေရလို့သိရပါရယ်။ဝင်းဝတရာအနားမှာ ဧပြီ18ရက်လောက်ကစဖြစ်နေတာတဝဲဘက်ကလည်းဆင်းလာမရဘေးဘက်ကလည်းပလောင်မြုပ်အထိပဲသွားလို့ရတယ်တချို့ခရီးသည်တွေလည်းဘေးဘက်ပြန်ဆင်းသွားကြပြီကားလမ်းအသုံးပြုလို့မရသေးဘူးရက်အတော်ကြာပိတ်နေရင်ခရီးသည်တွေအခက်တွေမှာဖြစ်တယ်လို့ ကုန်သွယ်မှုလည်းကျန်းကြာသွားနိုင်တယ်လို့ဘိမ်းမြို့ကိုပြန်လာတဲ့ခရီးသည်တဦးကပြောပါရယ်။ကားလမ်းပိတ်ဆို့နေမှုကြောင့်ဒေသခံတွေနဲ့ခရီးသွားတွေဟာရေလမ်းခရီးနဲ့ speed boat တွေငှားယမ်းသွားလာနေရတယ်လို့သိရပါရယ်။ speed boat နဲ့သွားလာပါကလူတဦးကိုဘိတ်ကနေတဝဲအထိငွေကျပ်3သိန်းပေးရပြီ။လင်းရင်ဟာလည်းတစ်ပတ်တစ်ကြိမ်သာရှိရလို့သိရပါရယ်။အရေးတကြီးခရီးသွားလို့သူတွေဟာငွေအကုန်အကျခံပြီးသွားလာနိုင်မြဲမဲ့တာမန်ခရီးသွားတွေကတော့သွားလာမှုမပြုတ်နိုင်ဘူးလို့သိရပါရယ်။